ဖူးတာထူတို့ရွာကချောင်းမီကန်ဆက်ကရွာလေးဆိုတော့အိမ်တော်များများကချောင်းမီမှာစောက်ထားကြတယ်။ဖူးတာထူတို့အိမ်ကခြေတန်းရှိအမြင့်အိမ်လေးဖြစ်ပြီးရွာဝင်လေးမှာတည်ရှိတယ်။အိမ်ရှိကိုကြည့်ရင်ရွာချောင်းရှိပြီးတော့အိမ်နောက်မှာတော့ကြာကန်အကြီးကြီးရှိတယ်။ဖူးတာထူတို့တငယ်ချင်းအုပ်စုကကြောင်တက်ချိန်ကလွယ်ပြီးဂျန်တဲ့အချိန်တွေမှာရွာယူကိုပေါ့ရှောက်ပတ်ဆော့ကြတဲ့ရှစ်နှစ်အရွယ်ကလေးပေါ့ဆာလေးတွေပါ။ဖူးတာထူလေးအဖေက ကိုတာထူးငငယ်ကလေးကလေးလိုက်ရင်ဆုံးပါသွားခဲ့တာဆိုတော့ဖာတဆိုးလေးဖိုးတာထူးကမိခင်ထော်ပန်းမြိုင်ကိုလည်းအိမ်မူကိစ္စတွေတက်နိုင်သလောက်ကုလုပ်ပေးတတ်ပါသေးတယ်။ဖိုးတာထူးနဲ့တငယ်ချင်းမလေးညညိုတို့ကအိမ်နီးနားချင်းတွေပါ။တရက်ညညိုတို့အဖွာဆုံးတော့ညညိုတို့အိမ်မှာနိုင်ရီလောက်ကြရောကလေးတွေပြီးပြီးတေယာရှင်နာတွေလက်မတိဆော့ဖို့ပဲတီးကြတာဆိုတော့တငယ်ချင်းအုပ်စုလိုက်ကြီးနိုင်ရီအိမ်မှာစားလိုက်တောက်လိုက်ဆော့လိုက်နေပေါ့။တညက်နေမှာ ဘူဒထူတို့အဖွဲအိမ်နောက်ကကြာခံကြီးပေးမှာတူတူပုံနှံကစားကြပါလေရော ပုံမှန်စော့နေရကနေမှောင်လာတဲ့အထိထမင်းမေဟင်းမေစော့ကြရင်ညူညူလိုက်ရှာရမယ်အလဲမှာတငယ်ချင်းအားလုံးကိုမိသွားပေမဲ့ဘူဒထူကိုတော့သူမှရှာမတွေ့ခဲ့ဘူးအမေဒီကောင်အပေါင်းတော်လာကြီးလားဘယ်နာတော့ပုံနေလဲမသိဘူးဒီလိုနဲ့တငယ်ချင်းတွေပါဖိုးတာသူကိုဝိုင်းကူရှာကြတယ်သူကိုတွေ့မှနောက်တစ်ပွဲစားလို့ရမှာမဟုတ်လားတတော်ကြတော့ညညို့အမေက ဟဲ့ကလေးတွေဘယ်ချိန်ရှိပြီတော့ဆော်လာရက်ပြီးကိုရင်ကိုပြန်ကြတော့သွားသူအဲ့လိုပြောတော့မှညူညူကအမေးစီကိုပြေးပြီးအမေရေဖိုးတာထူးကိုရှာမတွေ့သေးလို့တမီးတို့ရှာနေတာတနားရီလောက်ရှိပြီဒီကောင်တအားတော်နေရအမေးဟဲ့မတွေ့ရင်អော်ခေါ်လိုက်တော့လေမိုးချုံနေပြီခေါ်တယ်မေးသူကထွက်မလာဘူးပြန်လဲမထူးဘူးဟဲ့မဖြစ်သေးပါဘူးမပန်းမြန်ရေးကစားရင်အမသာပုံးနေရတော်တော်ကြာနေပြီရှာမတွေ့လို့တဲ့လောက်ကြပါအောင်ဝိုင်းရှာကြပါအောင် ဒီအခါမှာဒေါ်ပန်းမြိုင်နဲ့ပြပြတလဲအိမ်မော်ကပြေးဆင်လာပြီးနာယီအိမ်ကလူကြီးတွေနဲ့အတူ ခလေးကိုအော်ခေါ်ပြီးလိုက်ရှာကြတော့တယ်။ညာ9နာရီထိုးခဲ့ပြီ။ခလေးကိုတွေးဖို့မပြောနဲ့အတန်လေးတောင်မကြရဘူး။မပန်းမြိုင်တယောက်တော့ငိုနေပြီ။ငါသားလေးဘေးရောက်သွားတာလဲ၊ကဲကြပါအောင်၊ရှာပေးကြပါအောင် ဆိုပြီးအော်တာငိုနေတော့တယ်။အမေတခုသားတခုဘဝမို့ဒေါ်ပန်းမြိုင်က သူ့သားလေးကိုတိတ်ချစ်ရှာတယ်။သူ့သားလေးသာတခုခုဖြစ်ရင်သူကတော့ရင်ကွဲပြီးတည်မှာပဲ။ လူကြီးတွေကတော့ညာရင်းချင်းကြာကန်နေထိဆင်းရှာကြတယ်။ညာစနစ်ထိုးပြီးခလေးကိုမတွေ့ဘူး။ဒုက္ခတော့များပြီထင်ပါတယ်ဆိုပြီးညိုညိုအမေကတနေခဲ့တယ်။ဒီလိုနဲ့မိုးလင်းတဲ့အထိအခေါ်လိုက်ရှာလိုက်နဲ့ခလေးကတော့အရေးရောင်တော့မတွေ့တော့ပါဘူး။ညာရင်းချင်းတရင်ကတရွာလုံးကိုပြန်သွားတယ်။မနေ့ရောက်တော့ရွာလေပိုင်းကအဖွားတော်တန်းတင်ရောက်လာပြီးတူတူစောတဲ့တငယ်ချင်းတွေကိုဖြစ်စဉ်အဆအဆုံးမေးကြည့်တယ် အဲ့အချိန်မှာခလေးတယောက်ကသူ့ညောင်မင်းနောက်ကိုဝင်ပြီးသွားပုံတာတားမြင်လိုက်တယ်ဒါပေမဲ့တားလို့သွားရှာတော့သူမရှိဘူးအဲ့လိုပြောတော့အဖွားကခလေးကရေထဲလဲပြုတ်မကြဘူးဝဝေးလန်လန်လဲမသွားနိုင်တော့ဘူးဒါဆိုအဖြစ်နိုင်ဆုံးကနှစ်ဖွဲ့ခံရတာပဲဖြစ်မယ်လို့ကောက်ချက်ချလိုက်တယ်ဒါနဲ့ရွာတွေကလူတွေအားလုံးဘာလို့လို့ပါကန်ရမှန်းမသိဖြစ်ပြီးအဖွားရဲ့ညွန်ကြားချက်အရပဲခလေးပုံးနေတယ်ဆိုတော့ညောင်ပင်အောက်မှာပွဲပေးလိုက်ကြတယ် တရွာလုံးတောင်းတောင်းမမှန်နဲ့ခလေးကိုပြန်ပေးပါလို့ဝိုင်းတောင်းမှန်ကြတယ်။ခဏကြာတော့ညောင်မေနောက်ကနေခလေးကိုတန်းကြားလိုက်ရတယ်။ကပူတာထူလေးအတံပဲလာကြလာကြအားလုံးပြေးကြည့်ကြတဲ့အခါမှာအပင်နောက်မှာဖိုးတာထူလေးကိုငုတ်တုတ်လေးတွေ့သွားကြတယ်။ခလေးကသူ့အမေကိုပြေးဖက်ပြီးချုံမွှဲချငိုးနေလေရဲ့ ိမ်ကိုပြန်ရောက်တဲ့အခါမှခလေးကိုထမင်းနေပါရီကျွေးရေမိုးချုပ်ပေးပြီးဖြစ်စဉ်ကိုမေးကြည့်ကြတယ်။ตาညောင်မင်းနောက်မှာဝင်ပုံလိုက်တာညိုညိုလိုက်ရှာရင်ตาရှိရောက်လာတော့ตาကိုတွေ့သွားပြီထင်တာ။ "तू ကตาကိုမတွေ့ဘူး"ပြီးတော့ตาသူတို့ခေါ်တာတွေကိုလည်းကြားနေရတယ်။ตาเปลี่ยนทูเนี่ยแหละตรุก็กยุไม่ใส่จ๋าอูอเมรุบาจีรุขอเนี่ยแหละตาจ๋าบาดิตาเปลี่ยนทูล่ะတော့ဘယ်သူမှမကြားကြဘူးထင်တယ်ตาไอ้น้ํามาပဲတညာလုံးဝင်နေခဲ့တာตาဘာဖြစ်သွားလဲမသိဘူး အဲ့လိုပြောပြီးခလေးကကြောက်ကြောက်နဲ့မျက်ရည်တွေဝဲပြီးငိုချပါလေရောဒီအဖြစ်ပြက်ပြီးရဲ့နောက်ပိုင်းခလေးတွေကိုညက်နေဘက်တူတူပုံနဲ့ပြေးမကစားကြတော့ဘူး ဒီသတင်းကလည်းရွာနီး60ဟိုးလေးတကျော်ဖြစ်သွားတာပေါ့ရှင်။နဖွက်တယ်ဆိုတာကချစ်လို့လည်းမဟုတ်မုန်းလို့လည်းမဟုတ်ပဲကန်နေတဲ့အချိန်ဘလို့အချိန်နေမဆိုဖြစ်သွားနိုင်တာမို့မယုံဘူးဆိုရင်တော့စင်ကျင်ကြတက်ပါရယ်နော်။အခုပြောပြသွားတဲ့အဖြစ်ပြက်လေးကကျမအခွားရဲ့ရွာမှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်ဖြစ်တာမို့ကျမကတော့ငငယ်ကလေးကတူတူပုံနှမ်းမကစားရတဲ့ထရမာရသွားတာပါပဲ။ စိတ်ဝင်စားကြကောင်းတယ် horror story လေးတွေနဲ့ PMN ထူးခြားစက်ကြယ် story လေးတွေကိုစိတ်ဝင်စားရဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပေးကြပါအောင်ရှင်